အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆီယာမကြီးခင်းနေယူရဲ့ကန်ဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်။ကန်ဒူဂျီဒေဂျီနဲ့အချိန်နဲ့တောင့်တင်ခိုင်းမှာပါလည်းနဲ့အညို့ပေါ်ရင်ဘာကြောင့်အနိုင်မရနိုင်ဒီကိုဘက်ကီဒီခုထက်တိုင်းတွေခေါ်ရေးမရပဲ။တကယ်တော့ဘက်ကီနဲ့အညို့တို့ရဲ့အချိန်နဲ့ရရရတဲ့ မရှင်းတာအောင်ကခြားကြသည်သို့သောပက်ကီသည်အစဉ်ရေနှိမ်လျက်ရှိသည် အသက်အပြင်းသားပက်ကီကလာပိုင်းလောက်ကြည့်ပေမည်သူမမိတလောက်အရွယ်ကလေးကကမာရွတ်ဖက်တွင်အညိုနှင့်ချမ်းချင်းရှင်လျက်နေခဲ့ကြသည်သူတို့တိုက်သည်မြင်မာသောနှစ်ထပ်တိုက်ကြီးဖြစ်ရုံမက တိုက်နောက်တွင်နှစ်ဧကများရှိသော မြေကျဲကြီးတွင် စားပင်တောက်ပင်တို့စိုက်ပျိုးလျက်ရှိသည်တိုက်ရှိတွင်မြက်ခင်းစိမ့်စိမ့်ကိုဝန်ရံ၍စိုက်ထားသော ပန်းခင်းတို့မှကြည်မဆုံးအောင်လာပါပေသည်အရှိပန်းခင်းအချက်တွင်ပင်မာလီနှစ်ယောက်သာရှိပေသည်ပက်ကီတီခရိယန်သာသနာပြုအကြောင်းကြီးတစ်ခုတွင်ငငယ်ကလေးကနေလာခဲ့သည်ကျောင်းသွားတိုင်းပက်ကီစီးခဲ့သောကားတို့မှအခန့်စားကားများသာဖြစ်ခဲ့သည် ယခုလက်ထပ်ပြီးမှနောက်ဆုံးလဲသောကားမှာ Rose Ride မိခိုးရောက်ကားကြီးဖြစ်ပေသည် သူဖခင်ဆက်ရှင်မင်းကြီးကအငိမ့်စားယူပြီးတိနောက်တွင်ပင်ပက်ကီကိုတီးချနိုင်ခွင့်မပေးပေ မိသားစုအတူတူနှင်ပင်နေခဲ့သည်။ဘက်ကီရင်သူထက်အကြီးမသားနှင့်အငယ်အယ်မာတို့ရှိသေးသည်။အညိုတို့၏ခြံဝန်းမှာတေးကားများခြင်းမည်ဖြစ်တော်လေ။ကြိုက်အိမ်မမှုတထက်တိုက်ပူကလေးများသာဖြစ်သည်။အညိုတို့ဖေးသည်ထင်ရှားသူလေလား။မထင်ရှားသူပေပဲလားသူလည်းမသိ။အညိုလည်းမသိ။အညိုအရွယ်မရောက်ခင်ကအညို၏အဖေသည်အညိုတို့သားမိကိုခွဲသွားသည်ဟုဆိုသည်။လာစဉ်အညို့ကြောင့်စီအတွက်အဖေချမငွေပို့တော်လေ။ အညိုသည်ဖခင်ကိုယခုထက်တိုင်းမမြင်ဘူးပဲအညို၏အမိကမူအဖွားချီမှရသောအမွေကိုငွေတိုးပေးစားသည်ဟုဆို၏အညိုတို့၏စီးပွားရေးခြေနေကကြာပဲဖြစ်၏အညို၏အိမ်ရှိပန်းကင်းသည်လဲခြေစီပင်ပင်မရှိလားအိမ်ဆောက်ဖိုးကြီးသည်ညင့်တွင်အိမ်ဆောက်ပေးကနနက်တွင်ပန်းခင်းကိုရှင်းလင်းပေးတတ်သည်တခါကျရင်တွင်အညို့တို့သားမိပန်းချံတွင်တွင်ရှင်၍ညှက်နှုတ်နေသည်ကိုတွေ့ရပေသည် အညိုဒီစစ်မဖြစ်ခင်ကတော့ Austin number 10ကားလေးကိုစီး၍ကြောက်တက်သေးသည်စစ်ပြီးသည့်နောက်ငွေရေးချေးရေးချင်းဤမကောင်း၍လာမသည်အညိုမှာချေးချင်းလျှောက်ကအင်္ဂလိပ်မြန်မာနှစ်ပါးသာတင်ကြောင်းသို့တင်ရပေးသည်ကြောင်းချင်းမတူကြတော့လဲညနေရင်တော့နှစ်ယောက်သားဆုံးမိကြသည်တခါကျရင်အင်းစိန်လမ်းမပေါ်ကညီမတစုနဲ့အညိုတို့လမ်းလျှောက်ထွက်ကြကတခါကျရင်ပက်ကီတို့ခြံကျဲကြီးတဲ့သို့ပင်လှည့်ပတ်၍လျှောက်ကြသည် ဤသို့လမ်းလျှောက်ကြသည့်အခါတိုင်းတွင်လည်းတခါတလေတက္ကသိုလ်ကျောင်းသားလေးတစုနှင့်လမ်းမှဆုံးတက်သည်ချိုခါရင်ထိုကျောင်းသားတို့၏မျက်လုံးများသည်အညို့အပေါ်တွင်သာဝဲ၍သွားကြသည်ဟုပက်ကီကချင်သည်တကယ်တော့အညို့ကဘာမှချောသူမဟုတ် ပြင်ဆင်ပုံကလည်းဘာမှမထူးခြားပင်အသားကညိုလိုက်ပြန်သေး၍အဝေးကကြည့်မစားသောယုံမျိုးဖြစ်သည်ပက်ကီတို့ညီမသုံးပေါ်သည် လုံကြီးစင်တူအမြဲဝတ်သည် ပက်ကီသည်နှကန်းဆိုးရခြင်းအညုံနှင့်တူတော်လဲစပင်းကောက်ပုံ ပုံကြပုံအဝေးမြင်တွင်ထင်ခနဲနေသည်မှာပက်ကီသားဖြစ်ပါလျက်နေ။ဘာကြောင့်သူငယ်လေးများသည်အညုံမျက်နာပေါ်တွင် မျက်လုံးဝဲသွားပါသည်။သူသည်ရင်းမို့မို့ပေါင်တန်တွဲယုံမကတင်ပါကြလဲလှပေသည်။အညိုသည်ညက်၍မစိုးယုံလေသာရှိ၍လှပချွားချိုင်းသူမဟုတ်ပေ။သို့သောအညုံမျက်နာသည်မကြည့်ရလောက်အောင်သောအယုတ်ဆိုးသူမဟုတ်ပေ။ လွန်ခဲ့သော၃နှစ်ကအညိုမက်ထရစ်အောင်သွားသည့်အခါတွင်မူဘက်ကီမှဆွေဆွေခုံတော်သည်တိတိချင်းနေကမူဘက်ကီကယုံပင်မယုံပင်အင်္ဂလိပ်စကားပြောရင် ခွေးအကြီးလဲပြီးနင်းမိတလို့လို့ချက်အားချက်အားနေပြီးတော့ဂျလောက်ကတိလင်ကြကြောင်းတန်နေရတာအညိုအောင်နေဆိုတာငါမယုံဘူးဟုဆိုသည်ဘက်ကီမယုံလင်လဲမယုံစရာပဲဘက်ကီဒီအင်္ဂလိပ်လိုပြောရင်အင်မတန်လှလှပပပြောဆိုတန်ယုံမကား နေယူလေသိမ်းမှချီကျူးလောက်ပေးသည်အိမ်မှလည်းကျူရှင်စရာနဲ့တည်တန့်တင်သေးပါလျင်နေအညိုကအောင်သွားကသူချံရစ်တီကိုဆွေဆွေခုံမိသည် အမကအောင်ရှင်းကိုလာပြတော့ခါရမုံတက်ကီသည်ဟင်းချတော်သည်တက်ကတော်ရင်အညိုတယောက်အိုင်အိအောင်သွားတော်လေပက်ကီသည်ယခုချက်ချိုင်းမထရီမောင်သေးပေသို့သောညနေလမ်းလျှောက်ချင်းကောင်းကလေးတစုနဲ့တွေ့လင်မုံပက်ကီသည်အတန်မြင်၍ သူတို့ချင်းချင်းအင်္ဂလိပ်လိုပြောရုံပင်ပြက်သည်။ဘာပဲပြောပြောအညို့ထက်တော်ငါအင်္ဂလိပ်စကားပြောတာတယ်ဟုသူစိတ်ကိုသူတင်းလိုက်ပြန်သည်။သူလက်ချက်ရမိသူနဲ့အညို့အားမိတ်ဆက်ပေးသည့်နေရုံကလည်းသူကအင်္ဂလိပ်လိုမိတ်ဆက်ပေး။သူတို့နှစ်ယောက်ကအင်္ဂလိပ်လိုတော်တော်လက်လက်ပြောတော့လေ။အညို့ကအင်တလုံးအတလုံးဖြစ်နေသည်ကိုသူသဘောကျလိုက်သည်။ပက်ကီသည်အညို့ထက်တနစ်စော်၍လက်ချက်သည်။အညို့က BA နောက်ဆုံးနှစ်ယောက်မှလက်ချက်လိုက်သည်။ ကာယကံရှင်ဖြစ်သောအညိုကိုရိုင်းကသူ့လက်ချက်ပွဲကိုစိတ်ဝင်စားလေသလားမဝင်စားလေသလားတော့မသိပက်ကီမာတော့အမြင်တည်မင်းရည်အညိုတို့အိမ်မှာထမင်းချက်မှပန်းမဲမှာခဏခဏဆိုသလိုပက်ကီတို့အိမ်ကိုလာတတ်သည်မပန်းမဲချက်မှအညိုယူမိလို့ကြောင့်မင်္ဂလာဆောင်ခန်းနာကိုဘလို့လုံးမိအကြောင်းမင်းရည်မပန်းမဲကစီစီပင်ပင်ပြောပြပြန်လင်းလေသူ့မှာစိတ်မောပြန်သည် ဒီတငယ်ကလွန်ခဲ့တဲ့၃နှစ်လောက်ကလေးက GA ဝင်ထွက်နေတာ၃နှစ်၃မိုးစောင့်နေဆိုတာဒီတငယ်မျိုးထင်မှရဲ့ကွယ်နေပိုင်အဖြစ်နေပြောင်းသွားရတော့ကလည်းရန်ကုန်ရောက်တယ်ဆိုသူ့ကားလေးနဲ့ပြေးလာတာပဲအခုတော့အတွင်းဝင်ရုံပြောင်းလာရတဲ့ဒါတော့အညိုက BA အောင်မှလက်ချက်ချင်တာအညိုအမေကကောင်းကောင်းမမ ကောင်းလေးကလည်းသိပ်ပူစားလို့လက်ချက်ဖို့အညိုကသဘောတူလိုက်ရတာသူ့နာမည်ကဘသူတယ်လဲမောင်ကျမောင်နဲ့ က်ကီသည်စိတ်မသက်မသာဖြေရပြန်သည်တကယ်ဆိုသူသည်မင်းကြီးသမီးရုပ်လဲချုံငွေလဲပေါ်သူဖြစ်၏သူရတော်လဲမှာအညို့ထတော်သာတင်သည်အခုတော့အညို့ရသူမှလည်းအကျွန်းဝင်လေသူရသည်မှလည်းအကျွန်းဝင်လေပင်ဖြစ်၏ယခုလိုတူတူချင်းဆိုလင်ပက်ကီတော်စိတ်သက်သာပွဲရှိသေးသည်ဒါပေမဲ့ကိုတင်မောင်ကအညို့ကိုသုံးနှစ်သုံးမိုးဆောင်၍ဒူး၆တောင်းခံယူရသည်ဟုကြားရသောအခါသူ့ဖြစ်ကိုစိတ်နာလာသည် သူ့ရှုံးပြန်လေးပြီသူ့မှာဘာကြောင့်မှမသိကိုဝင်းမောင်ကိုလက်မချိုက်ခင်ကသူတို့ညီမသုံးယောက်ကိုဝင်းမောင်၏နှမများကိုတွား၍ပြရာသည်ထိုနေ့ကိုပြန်တွေ့မိသောအခါအလိုလိုရှဲ၍လာသည် ကိုဝင်းမောင်တို့အိမ်မှာအကြောင်းမရှိအကြောင်းရှားလို့တော့လက်ဖက်ရည်ပွဲသို့သူတို့ညီမသုံးယောက်တွားရ၏မတွားခင်ကတည်းကထိုလက်ဖက်ရည်ပွဲတွင် ကိုဝင်းမောင်ကသူတို့ညီမသုံးယောက်ချင်းမှာကြိုက်ရာရွေးမိကိုတော့သူသိပြီးဖြစ်ခဲ့သည် တကယ်ဆိုကိုဝန်းမောင်သည် ကိုကျင်းမောင်ကအညို့ကိုယူတဲ့ကဲ့သို့ပင် သူအားသုံးနှစ်သုံးမုံဆောင်ရီပိုးစေခြင်းယူစေခြင်းသည်ဒီလိုချင်းရသောအချင်းမျိုးမှာပျော်ရွှင်နှစ်သိမ့်စရာ ကောင်းပေလိမ့်မည်ဟု တွေးမိပြန်သောအခါသူရှုံးရသောဖြစ်ကိုကြွေ၍ရှင်းနာမိပြန်သည်ဒါရောင်ပက်ကီအမေကလှင်၍မြန်မြန်လက်ထပ်ဖြစ်ခြင်းဖြစ်ပေသည်ကိုဝန်းမောင်ကအချိန်ဆွဲခြင်းပေးသေးသည်ပက်ကီတွေးချင်တိုင်းတွေးနေသည်ကို မဆောင်နိုင်တော့မပန်းမဲကပြန်ရန်ပြင်လိုက်၏ ကဲမပဲကင်ကျမပြန်အောင်မယ်။အညိုကဒီနေ့အိယာခန္ဓာတွေရောက်မယ်ပြောထားတယ်။အဲ့ဒါတွေနေရာချရအောင်မယ်။ဟုတ်လား။အင်းအညိုတော့ဒီမင်္ဂလာဆောင်အတွက်အတော်ကုန်အောင်ပါပဲ။ရှင်ဘာမှမကုန်ပါဘူးပက်ကီရဲ့။သူငယ်လေးကအားလုံးကိုတင်ကြောင်းနေ။အိယာခန္ဓာတို့သမီးဝစားကားစအားလုံးဝယ်ပေးတာပဲ။ပက်ကီဒီပဇတ်ဟောင်းသားနဲ့ငေးချန်ရစ်တဲ့မပန်းမဲကမူနေရာမှာခြားကအညိုတို့ခြံဘက်သို့လျှောက်သွားတော့သည်။ ကဲယခုဒီချိန်မှာလဲရှုံရပြန်သည်အညိုဒီဘာကြောင့်များအေးအေးလေးနဲ့အနိုင်ယူနိုင်ပါလဲသူတို့ကကိုဝန်းမောင်ကိုရရပါမည်အကြောင်းမင်္ဂလာဧကန်ကြီးကိုလဲမင်္ဂလိဖက်ကကြာဝင်ယူရသည်အိယာခန္ဓာနောက်ဆုံးသူတို့သားဝတ်ဖို့ဝတ်စားပင်ပက်ကီတို့ကကုန်ကြခံရသည်ပက်ကီဒီအန်ချိန်မီအချိန်နေကိုဘာမှနားမလည်နိုင်တော့ပင်အညိုဤလက်ချက်ပွဲသည်သူ့လက်ချက်ပွဲလုံးခန္ဓာချင်းမရှိလား လူ၂၀၀လောက်ဖိတ်၍အိမ်မှာပင်လက်ထကြ၏။သူတို့ကမူနနက်ပိုင်းအိမ်တွင်လက်ထ၍ညနေပိုင်းတွင် string hotel ၌လူ၂၀၀ကျော်ခန့်အခန့်ပွဲလုပ်ခဲ့ပေသည်။အညိုလက်ထပွဲတွင်ညီမ၃ယောက်စလုံးဆော့ဆော့သွားကြသည်။မာတာနှင့်အမ်မကအညို၏ပြောရန်ဖြင့်အညို့ကိုပွဲထုတ်ရန်လိုက်ပါကြသည်။အားလုံးပျော်ပျော်ရွှင်ရွှင်တိုက်တိုက်ဝွန်းဝွန်းနှင့်လက်ချက်ပွဲမှာခက်ချင်းချင်းပင်ပြီးစီးသွားသည်။ သူကမူအညိုဤအိယာခန္ဓာပြင်ချသောခံမှမထွက်ပေ။အိယာကေမရွှေဝါနုယံဖဲဖြင့်၍ဖဲပေါ်မှ ရွှေဝါယံပိုးစားပေါ်တွင်နှင်းစီပန်းများအပွင့်ဖော်ချသောအဖုံကိုဖုံး၍ထားပေသည်။စာချင်တော်ကလည်းအဝါနုကလေးဖြစ်၏။ဆောင်းများမှမူဂျူဒာနှင်းစီတစိ့သုံးမွေးဆောင်ကောင်းစားအဝါနုယံဖြစ်ပေသည်။စာပါဖုံးပေါ်တွင်စောင်းနှင့်ကောင်းအောင်ရေးရေးပေါ်နေသည်မှာတမျိုးလှပေသည် ကတိန်ဤတတမှန်ကျင်ခုံမှန်ပြီးတော့အခန်းတွင်ရှိဆိုဖာနှစ်ခုပက်ကီသည်ထိုးပစ္စည်းအားလုံးကိုလက်နှင့်လိုက်၍ဆန်းရင်ဝန်းနေသွားပြန်သည်ဤအိယာခန္ဓာအိမ်ချောင်းပရိပေါ်ကများသည်ယခုလိုမကောင်းမဲထင်းရှုသားနှင့်လှုပ်ထားသည်ဖြစ်အောင်တော့အညို့ဖုံဒါရီအားလုံးမောင်ကဝယ်ပေးတာဟုခတ်မောင်မောင်ကလေးပြောပြနိုင်ပေသည်ဂျာကိုကအညို့သည် သူ့အပေါ်နိုင်ရခြင်းပင်ဖြစ်၏သူ့မှာတော့ဘာကြောင့် ဒါရီကိုကိုကိုဖက်ကဝယ်ပြီးတင်ရတာဟုမပြောနိုင်ပါတနည်းတကယ်တော့သူဒီအညွတ်ချက်အများကြီးအချိန်နေခိုင်မာပါလင်းနဲ့ယောက်ျားတယောက်ကိုအညို့လိုလက်မချောင်းမယူနိုင်မယ်ဒူးချောက်ရွေငွေကုန်ကြီးကြခံကာယူရပါတနည်းလက်ချက်ပွဲပြီး၍သတို့သားသတို့သမီးအခန်းအပ်ပြီးမှပက်ကီပြန်လာခဲ့တော့လေစိတ်ထဲမှာဟဟပပပျော်ပျော်ရွှင်ရွှင်မရှိလာပဲအိမ်ချောင်းကိုစီးကြပြီးပြန်တော့လေ သူသည်အညို့တရင်ကိုနားချောင်းနေမြဲဖြစ်သည်မပန်းမဲ့ချမ်းမအညို့ရို့နေပုံထိုင်ပုံတင်းတင်းမြတ်မြတ်ရှိမရှိကျင်ကျင်နာနာရှိမရှိမေးရပြန်သည်သို့သောမပန်းမဲ့ပြောစကားကိုကြားရပြန်လင်လေတတ်တတ်ကြောတာဖြင်းရပြန်သည်မောင်ကျိန်မောင်ကလူဆန်းခွေပက်ကြီးရဲ့တခြားယောက်ျားများကိုမိမကိုရင်ချက်ပြုံးမှကြိုက်ကြတယ်မို့လားသူကတော့အညို့ဘာမှလောက်တာမကြိုက်ဘူးအညို့မှဖြင့်မောင်ကျိန်မောင်အလုတ်သွားချိန်ကြမှာ သူလှုပ်ဆရာတွေအားလုံးလှုပ်ရတယ်။အညိုကလည်းအင်မတန်မီးပူတိုက်ခြင်းဝစ်လျှော်ခြင်းနဲ့ကလေးမှတနေ့ရုံးကအမှတ်မထင်ဆင်းလာတော့အညိုမီးပူတိုက်တာတွေ့တာနဲ့ပြောမရတယ်လို့မီးပူတော်လှုပ်ပြမလို့ပက်ကီတင်နားထောင်နေရမှမျက်လုံးလေးဖြူလိုက်ဤတဲသေးတာပဲဟုလဲစိတ်ထဲမှာမှတ်ချက်ချဤစားရတော့တာကလည်းအညိုကဖြင့်ချက်ချင်းလိုက်တာလို့မယ်ချက်လဲပော့ရင်ငန်းနဲ့ခြေမများပါဘူး ဒါပေမဲ့အညိုပင်ပင်ပန်းပန်းချက်ပြီးဆိုဆိုတာပဲ။ဒါကြောင့်သူ့ရှေ့ဆိုအညိုကမီးဖို့မဝင်တလို့နေရတယ်ဘက်ကီရဲ့။ဘက်ကီဒီမပန်းမဲ့ပြောစကားကိုနားထောင်ရင် စိတ်သားအိုးကိုတတိယသွားသည်။ကိုကိုကညစာရင်စိတ်သားနှစ်ကိုစားချင်သည်ဆိုရင်သူကိုယ်တိုင်းနှက်ချသည်။အစီခံတွင်တပုံတပင်ရှိရနေပင်ဘက်ကီကိုယ်တိုင်းလုံးမကိုကိုကကြိုက်၏။ကိုကိုကတော့ဘက်ကီကိုယ်တိုင်းလုံးမစားတတ်တယ်။သူဒီမှာပန်းမဲ့ကိုအားချင်း၍ ဂုံယူကပြောလိုက်တော့လေစိတ်ထဲမှာမုံစကားပြောရသည်ကိုအရာသာမပါပဲတခါကျန်ကိုကိုကိုစိတ်တူ၏ချမင်းဝိုင်းမှချမင်းစားနေရင်ကချင်းရင်ဟင်းတွင်အချင်းပေါ့သည်ဟုထင်လေမကြီးသည်ရင်내ကဟင်းအိုးကိုမိဖို့ပေါ်ပြန်ချင်၍အချင်းထက်ထဲပေးရသည်စီပြန်ဟင်းတွင်အနှစ်နှင့်စီနေပြန်လေလေစီတက်တက်ချင်း၍စားနေတော့မှထပ်ပြင်ပေးရသည်အလကားနှင့်အညိုကကန်ကောင်းနေသည် သူ့မှာတော့ဘာကြောင့်များကြီးလို့ဖြစ်နေပါလဲ။မပန်းမဲ့ခြအသွားတွင် သူသည်စိတ်သားအိုးကိုခြ၍ကြည်မိသည်။ညစာစပွဲတွင်တခါတည်းနဲ့အဆင်ပြေပါမလားဟုစိုးရိမ်မိပြန်သည်။အဆင်မပြေတိုင်းကိုဝင်းမောင်သည် သူ့နှမများနှင့်နေခဲ့ရာတုန်းကအစာချေကသူ့ကိုနှမများအလိုလိုက်ပုံ ပြုစုပုံတွေကိုမိုးမဆုံးလိမဆုံးပြောလာလေ။သူသည်ဒေါသထွက်ကာရန်ဖြေရာတော့သည်။ ကြီးနှမရိအကြောင်းနှင့်ပတ်သက်၍ခဏခဏရံဖြေရသောကြောင့်ကိုဝင်းမောင်နှမများကိုပင်အိမ်သို့လာမလဲစေလိုပင်ဟိုတစ်ဘက်ကရောင်းမများလာစဉ်တွင် သူသည် စကားဟာဟာမပြောခင်ရောင်းမများကနောက်ကိုမလာတော့ဟုပြော၍သွားသည်စိတ်ထဲတွင် သူဖြစ်သလိုအညို့တွင်လည်းအာလုံးဖြစ်စေခြင်းသည်ဘယ်တော့အညို့သည်လင်းဖက်ကမျိုးများနှင့်မတင်မကျင့်ဖြစ်သည်ကိုကြားရမလဲဟုစိတ်ကဆောင်စားနေမိပေသည် မိုးဥတညာနေတွင်အညိုလာ၍လဲပေသည်အညိုသည်ကိုဝင်ရှိစာဟံမျိုးဖြစ်နေတော်လဲသူသည်အညို့ကိုကိုဝင်ရှိမရှိမမေးပေအညို့ကအေးအေးဆေးဆေးနဲ့သူ့ကိုစိတ်ဝင်ဝင်ဆာဆာပြောသည်သို့တော်အညို့စကားတဲ့တွင် လင်းချောင်းအိမ်ထောင်ကြီးချောင်းလုံးဝမပါပေချောင်းနေတုန်းကဘဝကိုသာလွန်းလွန်းတတပြော၏အနာကနာချောင်းနေသူအမကမွန်အညို့ဝှက်လာတော့ချမိန်ကိုသဘောချနေသည် အညို့ချမိန်သည်အစင်းရင်ပေါ်တွင်လှပသောအဝါကျိတ်ကလေးများဆင်ထားသည်မြမရက်လုံးကြီးထဲဖြစ်ပေသည်အညို့လုံးကြီးကိုမာတာတိတ်သဘောကျတာပဲကွယ်အသားကလည်းညက်နေတာပဲသဘောကျသူ အမကမပြောခင်မာတာကအရင်ပြောလိုက်တော့ကြောင်းအမကဟဟပပရေလိုက်သည်အမကလည်းအဲ့ဒီလုံးကြီးကိုမျက်စိကြလို့အညို့လာတဲ့ကကြည်နေတာအညို့သည်ပြုံလိုက်၏ သူအပြုံးသည့်ပြေဆောင်ခြင်းဖြင့်အားရှိသောအပြုံးဟုဘက်ကီချင်ပေသည်။ဟုတ်တယ်။ဒီလုံချီလေးကလှကူလာတယ်။ပေးတဲ့သူကစေတနာကောင်းလို့ခြင်းနေ။ဘဲကပေးလဲအညို။ဘက်ကီသည်စူးစမ်းသလိုဟန်နေမေ၏။မောင်ရဲ့အညာဘက်ကအတော်ကြီးလေ။တိတ်တဘောကောင်းတာ။သူကချီပေးပြီးအစင်ကိုကြိုက်တဲ့အစင်ရက်ခိုင်းတာ။တိတ်လှတာပဲနော်။ကိုကျင်မောင်မအမေရှိသေးလား။နှမရီရော။ဘက်ကီကချက်၍မေးပြန်၏။ အမေလည်းမရှိဘူးနှမတွေကဝန်းကွဲရီလေဂျာဗီမဲ့သူတို့ကတိတ်ကြိုးတာပဲအညာဒလိမို့လားသူ့အကျော်တွေကလည်းရှင်းရှင်းပွင်းပွင်းနေပဲပက်ကီသည်ဘာမှဆက်မမေးလို့တော့ပဲတကယ်ဆိုတော့သူ့စိတ်ထဲတွင်အညိုသည်ရောက်ခမတွေရောင်းမာတွေနေသူ့လိုစရာအမြဲရှုံနေစေခြင်းသည်သူ့ရောက်ခမမိမတကြီးသည်ခဏခဏသူ့သားဘီအကြောင်းအတွန်းဝင်အကြောင်းဂုံယူအတဲ့တင်ပြောသည့်ကိုနားကလောရင် ရန်ဖြစ်ကြသလိုအညို့ရင်ဖြစ်စေခြင်းသည်ခုတော့အညို့မှာဇရာရှုပ်ဇရာရောက်ခမကလည်းမရှိရှိသည့်အကျော်ရီကလည်းသူတို့ဘာသာအေးအေးနေသည်ဆိုတော့ဂျီတပွဲတွင်လည်းသူသည်အညို့ကိုရှုံးရပြန်သည်တကားသူတို့စကားပြောနေစဉ်တွင်မိုးသားများသည့်ပုံမုံရေးမဲမှောင်လာကြသည်မပန်းမဲ့သည့်အထုပ်တစ်ခုနှင့်သူတို့ရှိရာသို့ရှောင်လာ၏မပန်းကြီးဘာလာလောက်တာလဲအမကစီချိုရေးမေးလိုက်၏ မောင်ကျမလှုပ်လိုက်လို့အညိုစကားပြောချင်ပြောနေတယ်။သူကားနဲ့လာကြိုမယ်တဲ့။မုံညိုလာတော့အညိုအေးမိမှာဆိုလို့မောင်ကျမကအနှွေးတယ်သွားဖို့ချေဆိုရနဲ့လာပို့ရတာ။ကြော့အညိုမပန်းမဲ့လက်ချဲမှာအညိုသည်သုံးမွေးဆောင်စကဝါရောင်ကလေးကိုဆွဲ၍ခြုံလိုက်၏။ဘက်ကီသည်အင်ဂျီရစာပင်ထိုင်၍မနေနိုင်တော့ပဲအိတ်ခမ်းကျဲသို့ဝင်သွားတော့သည်။ကတင်ပေးရောက်လင်ကတင်ပေါ်ပြစ်လှဲလိုက်ကအနေပန်းနှဲငိုလိုက်မိသည်။ မစီမဆိုင်တင်ပေါ်နှင့်မြောင်းမြသွားခဲ့သည့်တညာကိုတတိရမိသည်တင်ပေါ်ခန်းထဲတွင်မိုးနှင်းငယ်ပတ်၍လေးတိုက်ပေးသည်သူကကတင်ပေါ်တွင်အသာလှဲ၍နေပေသည်စိတ်ကတော့မိုးတက်ဝင်လာလေကိုကိုသည်မှန်ပြတင်းကိုပိတ်ကာသူ့ကိုစောင့်ချုံပေးမိထင်၍ငြင်ကာမိန်နေမိသည်နောက်ဆုံးတော့ကိုကိုမှအရင်အိပ်ပြောနေ၍သူ့ဘာသာကြကားချ၍ပိတ်ရသည်အလုံးကွာလိုက်သည့်ဖြစ်ချင်းအညိုအိမ်လာလေသည့်အတွင်မှပင် မုန်းညိုလာသည်နှင့်အညိုအေးမိမိဆိုသောကြောင့်ကိုတင်မောင်ကအနှွေးထည်ပို့လွှတ်လိုက်ရသေးသည်။ပက်ကီသည်ခေါင်းတုံးကိုဆွဲယူ၍အဝေးသို့ဆောင်လွတ်ပြစ်လိုက်သည်။သူ့မှာဒူကြီးတဲကြီးနှင့်အနေဆိုင်ခိုင်းမပါလည်းနှင့်အညိုပေါ်တွင်ဘာကြောင့်အနိုင်မရသည်ကိုတွေးရမရနိုင်မှတကား။သို့သောဒူကျဲအင်အားအားကြီးသည်ဆိုလေအခါခတ်သိမ်းချမ်းမြေ့ပွဲချင်းတွေကိုဖန်ကြီး၍မပေးနိုင်ဆိုသည်ကိုတော့ သဘောပေါက်သလိုဖြစ်လိုက်မိ၏ခင်းနေယူရှုမဝအတွေ့ဆနေအမှတ်135အောက်ဂုလ6958ဟုတ်ကဲ့ကျမခုဖပြပေးသွားတာကတော့ဆီယမကြီးခင်းနေယူရဲ့ကန်းဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်